Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ဒီနေ့မနေ့ကင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ Andre Onana ရဲ့တရင်နဲ့ကျွန်တော်စားလိုက်ရအောင်ပေါ့နော်။ Fabrizio ရဲ့ကျွန်တော်ပြောပုံရဆိုလို့ရှိရင်ကိုသမား Andre Onana ဟာလက်ရှိသွားကစားနေတဲ့ Transfer အသင်းကနေပြီးတော့အငှားကိစ္စပြီးတာနဲ့ Manchester United ကိုတည်ဝင်ပြန်လာဖို့ရှိတယ်ပေါ့နော်။အဲဒါပေမဲ့လို့ United ရဲ့ဘက်ကတော့လက်ရှိအနာဂတ်အစီအစဉ်တွေထဲမှာ Onana မပါတော့တယ်လို့ကိုသမားအသင်းဖြစ်တဲ့ Lemans နဲ့လည်း United က Imden ကိုကြည်နဲ့သဘောကျနေတယ်ပေါ့နော်။ဒါကြောင့် line နဲ့ပြဿနာတွေရှောင်ဖို့အတွက်ဟိုရောက်လာတာနဲ့အသင်းရဲ့ဘက်ကတော့ဦးနနာကိုလက်လွတ်သွားဖို့ရှိတယ်ဆိုပြီးတော့ကျွန်တော်တို့သာသိထားရတယ်။ဆိုတော့ပြောရရင်တော့ဦးနနာ Manchester United တန်ပြန်လာမယ်ပေါ့ဗျာ။အဲဒါကအတိတ်တော့အမှန်တမ်းပြောရရင်တော့အထူးဆန်းကြီးတော့မဟုတ်ဘူးပြည်သိလား။ဘာလို့လဲဆိုတော့ United ကလက်ရှိဦးနနာကိုအငှားချခဲ့တဲ့အချိန်ကလေးကသူ့ကိုခေါ်တဲ့အသင်းရဲ့ဘက်ကအငှားဟာအငှားတိတယ်မယ်။ အပြီးသက်ဝယ်ယူခွင့်တွေဘာတွေဘာသဘောတူညီမှုမှကျွန်တော်ရှိမထားဘူးပေါ့နော်အေးအဲ့လိုမျိုးသဘောတူညီမှုတွေရှိမထားပေမဲ့လည်းလို့သူတို့ဒီအတင်းရဲ့ဘက်ကအမှန်ကန်လူချင်းနေဆိုလို့ရှိရင်တော့ဒါအတင်းဘက်ကရောင်းကောင်းရောင်းမှာပေါ့လေဘာလို့လဲဆိုတော့ဟိုစာချုပ်ထဲမှာသဘောတူညီမှုရမထားတဲ့အတွက်နောက်ဆုံးစာချုပ်တရံကုန်ရင်တော့ပြန်လာမှာပဲဒါအပြင် United ဘက်ကလည်းမဖြစ်မနေဆိုလို့လက်လွတ်ချင်တဲ့ဂိုးသမားတယောက်ဖြစ်နေတဲ့အတွက်ကစားသမားတယောက်ဖြစ်နေတဲ့အတွက် လူချင်းတဲ့အသင်းရဲ့ဘက်ကဗျာအမှန်ကန်စည်းဒီပါဒီကင်လို့ရတဲ့အခြေအနေမျိုးအဲ့တော့ဥနနာနဲ့ပတ်သက်လို့ရှိရင်အသင်းဘက်ကသတိထားမှဒီကျွန်တော်လက်လွတ်ဖို့လူတွေဆိုတာပဲအခုကယူနိုက်တက်ရဲ့ဘက်ကလည်းအန်ဒရယ်ဥနနာကိုအသင်းအနာဂတ်ထဲမှာပါတဲ့ကစားသမားတစ်ယောက်လို့ကျွန်တော်မြင်မထားတော့ဘူးဒါဝမ်းသာကြပါအမှန်တကယ်ကျွန်တော်တို့ဝမ်းသာတယ်တကယ်တမ်းကျွန်တော်တို့ဝမ်းသာတယ်ဘာလို့လဲဆိုတော့ဥနနာကိုတိုင်လည်းကျွန်တော်သိနေပြီဗျာပြီးခဲ့တဲ့ကင်မရွန်ပွဲလားဟာလားနော် သူအမားကနေဒီစင်ကင်မရွန်ကကဘာဖလားကိုလွဲချော်သွားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။အဲ့တော့သူ့ရဲ့အနေထားတွေကကျွန်တော်အဆင်မပြေဘူး။ကျွန်တော်တို့လူတွေက Manchester United နဲ့ပတ်သက်တဲ့အရာတွေကအမြဲတမ်းဟိုမီဒီယာတွေပေါ်မှာရှိတယ်ဆိုတဲ့အခါကျတော့ဘာနော်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြဲတမ်းဆိုသလိုမျိုး attention ရအောင်ရုပ်လေးလှုပ်လေးရှိတယ်ပေါ့ဗျာ။ဒါဟာ attention လောကကြီးဖြစ်နေတဲ့ attention ရအောင်လှုပ်လေးရှိတယ်ပေါ့။ဒါပါတော့ United ကနေပြီးတော့ကစားသမားတယောက်ထွက်ခွာသွားပြီဆိုလို့ရှိရင်နော်68ပွဲမှာတပွဲလောက်ကောင်းနေဆိုလို့ရှိရင်ဗျာအဲ့ဒါလေးကိုကျွန်တော်အနေနဲ့သိတယ်မလား။ ဖျက်ညက်ကက်လုပ်ပြီးတော့ကျွန်တော်ရွေးပြီးတော့တင်ကြတာမျိုးတွေကျွန်တော်ရှိတယ်။တိုင်ပက်နေပါတယ်ဆိုတော့ကာလာမျိုးတွေကျွန်တော်ဘာမှမတွေ့ရဘူးဗောနောမီဒီယာတွေပေါ်မှာကိုရီစီမမဟုတ်ကျွန်တော်အကုန်လုံးကဒီလိုပဲ။အဲ့တော့အခုလက်ရှိကျွန်တော်ဦးနန္ဒနဲ့ပတ်သက်လို့ရှိရင်လည်းပဲဟောကျွန်တော်စပြီးတော့ရောက်တော့ကအဲ့ဒီဘက်မှာဦးနန္ဒကဘယ်လိုပုတ်တာဘယ်နှလုံးပုတ်တာပေါ့။အဲ့ဒီနောက်ပိုင်းမှာကျွန်တော်ဘာမှမသိရတော့ဘူး။ Manchester United ကနေထွက်ခွာသွားတဲ့ကျွန်တော် Sancho ဘာလို့ဆိုလို့ရှိရင်လည်း Chelsea မှာနှစ်ပွဲကဘလို့ခြေသွမ်းပြတာ Man of the match တစ်ပွဲကဘလို့ရတာပေါ့အခုဆိုလို့ရှိရင် ဒီ exam နဲ့ပတ်သက်လို့ကျွန်တော်တို့ဒါဘာဖြစ်လို့ဖြစ်မင်းကျွန်တော်မသိတော့ဘူးပေါ့ကျန်တဲ့ exam တွေလည်းဒီတိုင်းပဲပေါ့နော်အဲ့ဒီတော့ United မှာဘလူပဲကျွန်တော်တို့ပေါ့နော်ဒီမျောလင်းချက်ပြီးပဲမရှိခဲ့မရှိခဲ့အခုသူတို့ရောက်နေတဲ့အသင်းမှာဆိုလို့ရှိရင်လည်းထူးမခြားနာဘူးအဲ့တော့ United ကဒီလိုကစားမားတွေကိုအသင်းမှာပြန်ပြီးတော့နေရာပေးလို့မရဘူး Lemans ကအသက်အင်မတန်ငယ်တဲ့ကစားသမားပါအဲဒါပေမဲ့လည်းပေါ့နော်လက်ရှိအသင်းမှာနံပါတ်1ကိုယ်သမားကျွန်တော်ဖြစ်နေပြီ သူတက်ပူကောင်းတဲ့ကိုသမားတယောက်ရောက်လာမယ်ဆိုရင်တော့သူနေရာပျောက်ကောင်းပျောက်လိမ့်မယ်တေကြတာတကူကတော့ဦးနနာတို့ဘိုင်နာတို့တူမီတန်တို့ကြားထဲမှာကျတို့လက်ရှိလက်မန့်စ်ကနေရာပျောက်เสียအကြောင်းမရှိဘူးเนาะအကြောင်းမရှိဘူးနောက်ထပ်လည်းအသင်းဘက်ကနေရာဒီပြောင်းရွှေ့မှာကိုသမားတယောက်အစားထိုးပါလိမ့်မယ်အဲ့တော့ဦးနနာတို့ဘာလို့ဆိုတော့မျိုးကဘယ်လိုအခြေအနေပဲဖြစ်ဖြစ်လုံးဝကိုကျွန်တော်လက်လွတ်မှကျွန်တော်ရမယ်ပေါ့နော်စာချုပ်တန်ကျန်နေတဲ့ကုသမာတယောက်ဖြစ်တဲ့အတွက်ကျွန်တော်လက်လွတ်ဖို့ကတော့လွယ်မှာတော့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီအလွတ်နဲ့လည်းလက်လွတ်လို့မရဘူး။ ယူနိုက်တက်ကလည်းလစာပေးထားလို့လစာကိစ္စကလည်းမနေဘူးပေါ့နော်ဒါအပြင်ဦးနနာကလက်ရှိအငားသွားကစားရင်းနဲ့အဆင်မပြေလို့ပြန်လာခဲ့ရတယ်ဆိုရင်နောက်ထပ်ခေါ်ကျင်တဲ့အသည့်နေရဲ့ဘက်ကလည်းလူလူလာလာရှိချင်မှရှိမှာအဲ့တော့ကျွန်တော်တို့နေဘယ်လိုမှန်းကိုကျွန်တော်မလွယ်ပါဘူးအန်ဒရယ်ဦးနနာနဲ့ပတ်တယ်လို့ပါဒါကြောင့်မန်ချက်စတာယူနိုက်တက်တွေနဲ့အများကြီးတတိထားဖို့လိုတဲ့ဦးနနာရောက်လာပြီဆိုတာနဲ့အသင်းဘက်ကအမှန်ကန်လက်လွတ်နိုင်ဖို့ကျွန်တော်ကြိုးပမ်းရမှာကျွန်တော်ကတော့ယူနိုက်တက်အနေနဲ့လက်လွတ်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်တေချာတာတစ်ခုကတော့ခက်တော့ခဲရင်မှာပေါ့လေဘာလို့လဲဆိုတော့ ဦးနနာကကျွန်တော်အနေနဲ့လက်ရှိမှာနမေဇူးနဲ့ကြော်ကြားနေတယ်ဗျာတည်တယ်မလားနော်ကျွန်တော်တို့ကိုမီးမီးစီလောက်ကြတယ်ပြောင်းညာလောင်ညာတယ်တကယ်လည်းပဲကုသမကအမားတွေတအားကျူးလွန်ပြီးတော့အဆင်မပြေဘူးဆိုတဲ့ခါကျတော့ဒီလိုမျိုးကြားတွေကနေပြီးတော့လူချင်းတဲ့အတင်ကရှားပါတယ်ကျွန်တော်ရှိမှာဆိုလို့ချင်းစန်ချူရိုးရဲ့အခြေအနေတွေကျွန်တော်ကြည့်ကြည့်ပါလားဘယ်သူကမှလူလူချင်းချင်းရှိတာမဟုတ်ဘူးနော်အဲ့တော့အတင်ဘက်ကလောက်ခလာစာတွေလျှော့ပေးပါမယ်သူ့ကိုအငှားနဲ့ခေါ်ကြပါကွာဆိုတဲ့ပုံစံမျိုးကြမှာအပြောင်းရွှေ့တွေကဖြစ်သွားတာ လက်ရှိဦးနန္ဒာလည်းဒီတိုင်းပဲဒါပေမဲ့လောလောဆယ်မှာတော့ဦးနန္ဒာကမန်ချက်စတာယူနိုက်တက်ကိုယာတီကုံရင်တော့ပြန်လာဖို့ရှိတယ်ပေါ့နော်။ဂျားထဲမှာတော့ပြန်လာကြတော့မရှိပါဘူး။တည်တယ်သူတို့လည်းလူးနေတာပဲ။ဟောအကယ်လို့မဟုတ်ဘူး။ဘာပြဿနာတွေဂျားထဲမှာဖြစ်လာလို့ဟေးဆိုရင်တော့စောစောစီစီပြန်စာချုပ်တွေပါတွေဖြတ်သိမ်းပြီးတော့ပြန်လာကောင်းလာမှာပေါ့လေ။ဒါပေမဲ့အဲ့လိုတော့ဖြစ်လာမှာမဟုတ်ပါဘူး။ဆိုတော့အန်ဒရီဦးနန္ဒာကမန်ချက်စတာယူနိုက်တက်ကိုနွေရာသီမှာပြန်လာပါလိမ့်မယ်။အတင်းဘက်ကတော့ချက်ချင်းရောင်းချဖို့ကြိုးပမ်းသွားမယ်လို့လည်းကျွန်တော်သိရတယ်။ညီကတို့ရောဘလို့မြင်ကြလဲ။အတင်းမှာတောင်းတင်နေလိုက်ဦးမယ်လို့ညီကတို့ထင်ကြလား။ဆွေးနွေးကြပါအောင်အားလုံးကိုချစ်သီးများကြီးတို့ပါလေ။